ာဟုလိုချင်လဲလို့မင်းမရှိတော့တဲ့မိဘနဲ့ရပေါ့နော်နံပါတ်၁ပြီးတော့သူ့ကိုပြန်လို့ချက်ပါမက်ကြီးအဲ့မှာလေသူ့ရဲ့မိသားစုနဲ့ပတ်သက်ပြီးတော့မိဘနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ခံစားချက်တွေကမထင်မထားဘဲနဲ့ထွက်သွားတာသူဘလောက်ခံစားနေရလဲမှမသိဘူးအဲမိဘနဲ့ပတ်သက်ပြီးအရန်တန်မိုးထားတဲ့သမီးတယောက်ပေါ့နော်အဲနောက်ပြီးတော့သူ့ရဲ့ရည်တည်ချက်တွေအကုန်လုံးကိုအခုရဲ့မင်းကွန်းတွေမှာအကိုထထောက်ပြီးတော့မေးတဲ့အခါမှာအမအမှန်တိုင်းပြောခဲ့ရပေါ့နော်အဲဒီအတွက်ကြောင့်လည်းပြိတဲ့ရင်ထဲမှာအမရဲ့ ဒီစကလုံးလေးတက်လာတက်လာတိုင်းပေါ့နော်အာအကုန်လုံးပြန်ထိကြရပေါ့အခန်းကဏ္ဍဘောင်းဆောင်မှာလူတွေရောနော်ဟာတော်တော်များများအကိုရဲ့တော့ဖြိုးစီစဉ်ကိုအကိုဒီလိုမေးလို့ဟော့တာတော့မှဂိမ်းမဆိုင်ပဲနဲ့အကိုလာဖြေပေးကြရပေါ့နော်ပြိသက်တည်းရဲ့ကောင်းကျိုးအတွက်ပေါ့အဲ့တော့ဒီနေရာနေပြီးအားလုံးကျေးဇူးအများကြီးပဲတင်တယ်လို့ကိုပြောချင်ပါတယ်ကိုဒါတို့ရဲ့စီစဉ်မှုပေါ့ အဘယ်ဘယူတီစင်တာရဲ့ကျွန်တော်ရှင်းနှစ်ပြည့်အခမ်းအနားအစီအစဉ်အတွက်ပေါ့နော်ကျွန်တော်ညီကိုတွေအားလုံးပူးပေါင်းပါဝင်ပြီးတော့ဒေါက်တာဖူးဒီမလေးကိုကျွန်တော်ဂုဏ်ပြုပေးရတဲ့အစီအစဉ်ပေါ့အဲ့တော့ရှင်းနှစ်တိုင်နေဆိုတာတကယ်တော့မလွယ်ဘူးလीနော်အာစီကန်းစဖွင့်တဲ့ချိန်မှာ အားလုံးကစူးစမ်းကြတယ်ကတ်စတမာတွေရဖို့အတွက်ကိုအားသွန်ခွန်ဆန်လုပ်ကြတယ်ပေါ့နှစ်တွေကြာသွားတဲ့အချိန်မှာဒီကတ်စတမာညဲဖို့နဲ့ထပ်ပြီးတော့လာဖို့အတွက်ကြောင့်သူတို့ရဲ့ quality နဲ့ဆိုင်သွားတယ်ကျွန်တော်အဲ့ဒါကိုခံစားမိတာရှင်းနှစ်ပြည့်မှာသူတို့အရန်ပို့ပြီးတော့အောင်မြင်လာတယ် customer ရောပြီးအနုပညာရှင်တွေသူတို့ရဲ့ page ကိုကြည့်လိုက်လို့ရှင်တော့သိတာပါတယ်အနုပညာရှင်တော်တော်များများက sponsor ပေးတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ငွေချေးနဲ့တွားပြီးတော့ဒီ treatment တွေကိုခံယူရတယ်ဆိုတာကဒါသူတို့ရဲ့အောင်မြင်မှုလीเนาะအဲ့တော့အကိုကိုတိုင်းလည်း app မှာအဲသူတို့ရဲ့ program ပေါ့ Korea Star diet program ပေါ့เนาะအဲ့ဒါကိုအကိုနှစ်ကြိမ်ကြိမ်ဝင်ခဲ့တယ်အကိုကတော့ customer home ပေါ့အဲ့လိုပါခင်ဗျဟုတ်အဓိက fashion ဘိုင်းတဲ့ စ조사ပြီးတော့ရက်တီရတယ်ကျွန်တော်ကျွန်တော်ကပို့ပြီးတော့ပြောတာပေါ့နော်အဲဒေါက်တာတွေဆိုလို့ရှိရင်လည်းအဖေပါမဟုတ်ဘူးအကုန်လုံးကသူ့ရဲ့အရေးသွေးသူ့ရဲ့အဲခဝင်ကားနဲ့အကုန်လုံးကရက်တီနေကြတယ်နော်အဲကတ်စတမာတွေရောပြီးတော့နောက်ထပ်အနုပညာရှင်တွေရောတော်တော်များများရဲ့ယုံကြည်မှုနဲ့အောင်မြင်တဲ့အစည်းကမ်းတွေကတော့အများကြီးပေါ့နော်ကျွန်တော်တို့အာကြည့်လိုက်လို့တော့ရပါတယ်အဲ့ထဲကမှအပေကပြိသက်အဲ ပေါ့နော်ဒီ customer တွေတော်တော်များများအားပေးပြီးတော့အရန်အောင်မြင်နေတာခံစားမိမှာပါဒါသူ့ရဲ့ကြိုးစားမှုပေါ့နော်ဟုတ်အကူကိုယ်တိုင်ကတော့အောင်မြင်မှုကိုဘယ်လိုခံယူထားလဲဆိုတဲ့အခါကျတော့အောင်မြင်ချင်တာလားကြော်ကြားချင်တာလားပေါ့နော်အဲ့ဒီအပေါ်မှာကိုယ့်ရဲ့ခံယူချက်ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေပဲစိုင်တယ်လို့ထင်တယ်အဲတခါတလေအမှုပညာပဲဖြစ်ဖြစ်အာအမှုပညာရှင်မှာမဟုတ်ဘူးတခြားဘယ်နေရာမှာပဲဖြစ်ဖြစ်အဲကိုယ့်ရဲ့ဒီ စူးစမ်းမှုနဲ့ပတ်သက်ပြီးတော့ကိုလှုပ်ဆောင်လိုက်တဲ့အရာကခဲပြက်နဲ့ပြန်ပြီးတော့ဖျက်လို့မရအောင်ကိုဘာတွေလှုပ်ခဲ့လဲကိုဘာတွေစူးစမ်းခဲ့လဲအဲ့ဒီအရာတွေအကုန်လုံးကမှတ်တမ်းကြံခဲ့တာအဲ့မှတ်တမ်းကိုတမိုင်းလို့ခေါ်တယ်အဲ့တော့ကိုဘယ်လိုမျိုးယက်တီကျင်တာလဲကြော်ကြားမှုကိုဘယ်လိုပုံစံမျိုးနဲ့ဝင်ကျင်တာလဲကောင်းသောကြော်ကြားခြင်းလားဘယ်လိုပုံစံမျိုးနဲ့ဝင်ကျင်တာလဲလူတိုင်းမှာကိုယ်ပိုင်ယက်တီချက်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့စိုက်တယ်လို့ယက်တီခွင့်ရှိတယ်စိုက်တယ်လို့လှုပ်ဆောင်ခွင့်ရှိတယ်အဲ့ဒီထဲကမှကိုယ့်ရဲ့စူးစမ်းရတဲ့မှုကကိုယ့်ရဲ့တမိုင်းပါ ခဲပြက်နဲ့ဖြတ်လို့မရတဲ့လူတွေလေးစားလောက်တဲ့ legendary ဖြစ်ဖို့ကိုရော နောက်ပြီးတော့ကောင်းကျိုးပြုမှုအတွက်ရောပေါ့နော်အရာအလုံးကကိုယ့်ရဲ့လှုပ်ဆောင်မှုတွေနဲ့ဆိုင်ပါတယ်အဲ့ဒီလိုမျိုး ကောင်းကောင်းမွန်မွန်နဲ့တည်တည်ချာချာလေးစူးစမ်းလာတဲ့လူတွေဆိုလို့ရှိရင်တမိုင်းလာမယ်ပေါ့ဒါပါပဲဒါကတော့ကျွန်တော်ရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခံယူချက်ပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့စကားလုံးတွေအများကြီးကျွန်တော်ပြောရမှာပေါ့ အဲကျွန်တော်အလုံးစဝင်တဲ့အချိန်က MRD 4မှာပေါ့နော်ကျွန်တော်အလုံးစဝင်တဲ့အချိန်က2006ခုနှစ်ကကျွန်တော်စပြီးတော့ဝင်တာအဲ့ဒီအချိန်မှာကျွန်တော်ဆယ်ကျော်သက်ပဲရှိသေးရခင်ဗျာဟုတ်လားကျွန်တော်ငငယ်လေးနဲ့ကျွန်တော်တို့ကကောင်းမွန်တဲ့မီဒီယာကြီးမှာကျွန်တော်လှုပ်လှုပ်ခွင့်ရတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်ဒီအထွေထွေတွေကိုကျွန်တော်သင်ယူခွင့်ရတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့အဖွဲ့အစည်းရဲ့အားတောင်မှုကဘာလဲဆိုတဲ့အခါကျတော့အစည်းကမ်းတကြားနဲ့အလုပ်တွေအကုန်လုံးကို တင်းမောကောင်းကောင်းနဲ့ပြည်သူလူထုကိုအကျိုးပြုဖို့အတွက်ကိုအကူလိုကနေပြီးတော့ကောင်းကောင်းအချွင်းခံခဲ့ရတာပေါ့အဲ့ဒီတစ်ချက်ကဘာလဲဆိုတဲ့အခါကျအခုချိန်မှာအကူအလုပ်တွေကိုလုပ်တဲ့အချိန်မှာအာအရာရာဥဆောင်နိုင်ခဲ့တယ်ပေါ့နောက်ပြီးတော့အခုရဲ့အစီအစဉ်တွေကိုလုပ်တဲ့အချိန်မှာလည်းအကူကအနုပညာရှင်တွေရော reality show တွေရော talk show တွေရောအကူကအများကြီးအကူလုပ်ဆောင်နိုင်ခဲ့တယ်စီကံတကြားနေပေါ့နော်ထိန်းခုပြီးတော့အဲ့ဒီအရာတွေအကုန်လုံးက အခုရဲ့ဒီဝန်ထမ်းဘဝကနေပြီးတော့အခုချိန်ထိပေါ့အခုရဲ့ကောင်းမွန်တဲ့အကျိုးရလဒ်တွေဖြစ်ခဲ့တာပေါ့အဲ့တော့ဘယ်လောက်ထိစူးစမ်းခဲ့ရလဲဘယ်လောက်ထိလုပ်ခဲ့ရလဲဆိုတာကတော့အခုလိုလုပ်ခဲ့တဲ့အလုပ်တွေလည်းအများကြီးမြင်ခဲ့ပါတယ်အဲဒါပေမဲ့ကိုယ်လုပ်ခဲ့ရတဲ့ကိုကဒါကြီးလုပ်ခဲ့ရတယ်ဆိုပြီးတော့အခုတို့မှလည်းဒါကြီးကဂုံယူဝင်ကြွားပြီးတစ်ချိန်လုံးပြောနေလို့ကလည်းမဖြစ်ဘူးဘာဖြစ်လို့ဆိုတော့အခုရက်တီမူကနေအခုကဆက်ပြီးတော့ဆက်သွားနေရမှာပေါ့အာဘာစီစဉ်လုပ်မှလည်းလက်ရှိဘာကိုလက်ခံမှလည်းအဲကိုကဘေးနေဘေးကာရီယာကိုထပ်ပြီးတော့ဖောက်ပါလေအဲ့ဒီအပေါ်မှာမူတည်ပြီးတော့ အကိုတို့ကစီကံတကြဘလို့အခြေအနေမျိုးမှာပဲဖြစ်နေပါစေအကိုတို့ကထိန်းကုတ်ပြီးတော့စီကံတကြနေရဖို့အတွက်ကိုတော့အကိုကရွေးချယ်ထားပါတယ်အဲကျေးဇူးများတင်တယ်နော်အကိုအလိုမျိုးလေးမေးပေးတဲ့အတွက်အဲဘာလို့ဆိုတော်တော်များများကအကိုနဲ့ပတ်သက်ပြီးတော့ကွန်မန့်တွေလည်းညီမလေးတို့တွေ့မှာပါဥမာအဆိုပြိုင်ပွဲမှာဒိုင်လုပ်လို့ရှိရင်အကိုဝေဖန်မှုတွေအများကြီးတက်တယ်အဲ့လိုအခြေအနေမျိုးမှာအကိုရဲ့ Facebook မှာပဲကြည်ကြည်မီဒီယာမှာပဲကြည်ကြည်အကိုကဘယ်တော့မှပြည်သက်ကိုပြန်ပြီးတော့ ရိုင်းရိုင်းဆန်းဆန်းခုံးတုံပြန်တာတို့ဘလို့ကြောင်းအောင်မျိုးအကိုမလုပ်ဘူး။ဟုတ်လို့ဆိုအကိုတို့အရင်စပြီးတော့လုပ်ခဲ့တဲ့ဒီဟာဘောနော်ပုံစံအစ်စ်တီထွင်ခဲ့တဲ့အချိန်အကိုကဆယ်ကျော်တက်အရွယ်ပဲရှိသေးတယ်။အကိုပညာကိုလေ့လာစီးပူးနေတဲ့အချိန်ပဲရှိတယ်။အဲ့လိုအချိန်မျိုးမှာအကိုတို့ရဲ့အဖွဲ့အစည်းကြီးကိုအရန်အားပေးခဲ့ကြတာဒီပြိသက်တွေပဲလေနော်။အဲ့တော့အာအကိုဆိုလို့ရှိရင်အသက်ငယ်ငယ်လေးနဲ့မန္တလေး FM ကိုအကိုတီထောင်ခဲ့တယ်။အဲ့ဒီနောက်မှာ talk show တွေကိုအကိုလုပ်တယ်။ခုနညမာလေးပြောတဲ့အစီအစဉ်ပေါ့။ တောက်ရှိုးတွေကိုသူများလည်းဒီမေးခွန်းကိုမေးတာပဲအကိုလည်းဒီလိုမေးခွန်းမျိုးမေးတာပဲအဲ့လိုမေးတဲ့အချိန်ဒီမျိုးတွေမှာအကိုကလမ်းတက်ဖောက်ဖို့အဲခုနပြောတဲ့အောင်မြင်မှုကြော်ကြားမှုတွေကိုအခြေခံတာမဟုတ်ဘဲနဲ့ကိုဖန်တီးပြီးတော့မေးမြန်းလိုက်တဲ့ဒီတောက်ရှိုးစီစဉ်နဲ့ပတ်သက်ပြီးတော့ကိုဘလို့တင်ဆက်မလဲပေါ့နော်အခုဆိုချက်ချင်းလောက်ခိုင်းလို့ရှင်အကွဘယ်တော့မှချက်ချင်းမလောက်ဘူးအာအခုယုံရလို့အကိုသိတယ်အဲအခုယုံရနေပြီးတော့ talk show လုပ်ဖို့အတွက်ကိုပြောလိုက်တဲ့အချိန်မှာအကို၃နှစ်အချိန်ယူတယ် ော်တော်များများဒီ TV screen ပေါ်ရောက်ပြီဆိုလို့ရှိရင်တက်ဖို့နဲ့အဲလှုပ်ဆောင်ဖို့အတွက်ကိုရွေးချယ်ကြတဲ့သူလည်းရှိချင်ရှိမှာပါဒါပေမဲ့အကိုကြတော့အာတောက်ရှိုးတစ်ခုကိုငါလုပ်တော့မယ်ကျွန်တော်ဘောနော်အဲ့ဒီခါကျလို့ရှိရင်အကွတေချာတဲ့ပလန်ကိုချတယ်ပရိသတ်ကိုဘာလို့ပေးနေတာလဲပေါ့သူတို့အတွက်ဘလို့အကျိုးပြုနိုင်မလဲနောက်ပြီးတော့ပရိသတ်ကဒါကိုကြည့်လိုက်တဲ့အခါမျိုးတွေမှာသူတို့ဘလို့ခံစားရမလဲပေါ့ဘာပေါင်းဆောင်ပါဒီနိုင်ငံတကာကပညာရှင်တွေ သင်ယူပြီးတော့မှအကိုကဂျက်နဲ့လက်နဲ့တည်တည်ချာချာလေးအကိုကပွားတာပါအဲ့ဒီအတွက်ကြောင့်လည်းပြိသက်တွေရင်တော့ထိတယ်လို့အကိုထင်တယ်မက်ကေဆိုလို့ရှိရင်အကိုကရမ်းချက်တယ်ချက်တာပါလဲဆိုတော့သူ့ရဲ့ရုပ်ရှင်ဇာတ်ကားရင်းနဲ့အကိုတို့ကြီးခဲ့ရတယ်နောက်ပြီးတော့သူ့ personal ရအပြင်မှာလည်းသူကခင်အရန်ပွင့်နေတယ်အာမက်ကေကအဲ့အဲ့အဲ့ဒီဟာလေးတတ်တဲ့အချိန်မှာပြိသက်တယောက်မန်နာတော့တွေ့တယ်ဟောအိမ်နဲ့အိမ်ထဲကနေပြီးတော့တဲ့မက်ကေကတဲ့ချိုတင် item တွေချင့်ပြီးတော့တဲ့ဖြည့်တယ်ပေါ့ မက်ကီဝုန်းတော့ပါဘောနော်အဲ့ဒါလေးကိုမြင်လိုက်တဲ့ချိန်မှာအကိုတော်မသူ့ကိုကွန်မန့်သွားပြီးတော့ရေးရေးလိုက်တယ်ညီလေးလို့အကိုကမင်းကလည်းကြုံမပေးထားတယ်လို့မက်ကီဘာဖြစ်မလဲဆိုတာလဲလမ်းကြောင်းမပေးထားဘူးလို့အဲ့လိုပြောလိုက်တဲ့ချိန်မှာသူကလည်းမဟုတ်ပါဘူးကိုရဲ့အကိုပြောတာမဟုတ်ပါဘူးဘောနော်မက်ကီ item ကိုပြောတာပါဆိုတကယ်တော့လေမက်ကီအဲ့မှာလေသူ့ရဲ့မိသားစုနဲ့ပတ်သက်ပြီးတော့မိဘနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ခံစားချက်တွေကမထင်မထားဘဲနဲ့ထွက်သွားတာသူဘလောက်ခံစားနေရလဲမှမသိဘူးအဲမိဘနဲ့ပတ်သက်ပြီးအရန်တံမိုးထားတဲ့သမီးတယောက်ပေါ့နော်အဲနောက်ပြီးတော့ သူ့ရဲ့ယက်တီချက်တွေအကုန်လုံးကိုအခုရဲ့မင်းကွန်းတွေမှာအကိုထထောက်ပြီးတော့မေးတဲ့အခါမှာအမအမှန်တိုင်းပြောခဲ့တယ်ပေါ့နော်အဲဒီအတွက်ကြောင့်လည်းပရိသတ်ရဲ့ရှင်ထဲမှာအမရဲ့ဒီစကလုံးလေးတက်လာတက်လာတိုင်းပေါ့နော်အာအကုန်လုံးပြန်ထိကြရယ်ပေါ့အကိုကလေပရိသတ်တွေနဲ့ပတ်သက်ပြီးအခုဘယ်တော့မှပြဿနာတက်တာတို့အကိုပြန်ပြောတာတို့ဘယ်တော့မှမရှိလာတာဗာလဲဆိုတော့ပရိသတ်ကိုအကိုရမ်းလေးစားတယ်ဘာဖြစ်လဲဆိုတော့အကိုအသက်တော်တော်ငယ်တဲ့အချိန်မှာဒီ talk show တွေလုပ်တဲ့အချိန်မှာအမှုပညာရှင်တွေရော အာလာဖြည့်ပြီးတဲ့နော်တထေးတွေရောအခန်းကဏ္ဍပေါင်းစုံမှာလူတွေရောနော်ဟာတော်တော်များများအကိုရဲ့တော့ဖြိုးစီစဉ်ကိုအကိုဒီလိုမေးလို့ဟော့တာတော့မှဂိမ်းမဆိုင်ပဲနဲ့အကိုလာဖြည့်ပြီးကြရပေါ့နော်ပြိသက်တွေရဲ့ကောင်းကျိုးအတွက်ပေါ့အဲ့တော့ဒီနေရာနေပြောအားလုံးကိုကျေးဇူးအများကြီးပဲတင်တယ်လို့အကိုပြောချင်ပါတယ်အာမက်ကေကိုလည်းပြန်တက်တဲ့ခါမှာအမောက်ပြန်ပြီးတရရသွားပါတော့။တတော်တော့တွေ့ပါရဲ့။အမုံမြစ်ပရက်ရှူမှာအမောက်ပြန်တွေ့တာ။အခုအမှတ်တရပါတော့။အမဟာလီပြန်တက်လာတော့ဟုတ်ကဲ့ဗျာ။ဟုတ်ကဲ့ပါ။အဲကျွန်တော်ကိုချစ်တဲ့ပရိသတ်တွေရော အားပေးတဲ့ပြိသက်တွေရောတခါတလေကျရင်အမြင်မကြည်တဲ့ပြိသက်တွေရောပေါ့နော်အဲ့တော့အအကိုပြောချင်တာကတော့ reality show တွေ talk show တွေအဲဓာရီလှုပ်ဆောင်နိုင်မှုအတွက်ကိုလည်းเนาะအကိုတို့အဖွဲ့အစည်းကနေပြီးတော့အကိုပြုစုပြောထောင်ပေးခဲ့တယ်အခုချိန်မှလည်းအကိုဆက်လုပ်ဖို့ရှိနေတာ reality show တွေရော talk show တွေအများကြီးလာဖို့ရှိနေဆိုတဲ့အခါကျတော့အဲ့လိုပါခင်ဗျာဟုတ်ကျေးဇူးများကြီးပဲတင်ပါတယ်ခင်ဗျာဟုတ်